စိတ်ကြောင့်ပဲမကောင်းမှုဖြစ်တယ်စိတ်ကြောင့်ပဲစင်ကြယ်ရတယ်စိတ်ကောင်းတဲ့အဆုံးမှာနော်သင်ချားတဲ့တာဂါတခုထပ်ပြရရင်ပစ္စေကဗုဒ္ဓတပတ်အကြောင်းပေါ့ဘာရဏတိပြီမှာတဂါတယောက်ကဒေနာကလူသွားလူလာအများတဲ့လမ်းဘေးနာလေးမှာမတရရပြီးတော့လမ်းပေါ်ဖြတ်သွားနေတဲ့လူတွေကိုသူကကြည်နေတယ်အဲ့ဒီအချိန်မှာ အလွန်ချောမောလှပါတဲ့ဇနီးမောင်နဲ့နှစ်ယောက်သူ့ရှိရာဖြတ်သွားတယ်။အမျိုးသားလေးကလည်းအလွန်ချောမောလှပါတယ်။အမျိုးသမီးလေးကလည်းအလွန်ချောမောလှပါတယ်။အဲ့တော့အဲ့ဒီတကာကလင်မယောင်းနှစ်ယောက်လုံးကိုကြည်နေတယ်။တကာကလည်းချောလိုက်တာ၊တကာမကလည်းချောလိုက်တာကြည်နေ။ကျင်းကျင်းနဲ့သူ့မျက်စိကတကာမစီကိုပဲရောက်သွားတယ်။တကာပေါ်မှာမရှိတော့ဘူး။ဟောဒီမျိုးသမီးဆိုတော့ချောတာပဲ။ဒီမျိုးသမီးတော်တော်လှတာပဲ။မျိုးသမီးပေါ်မှာပဲသူ့မျက်စိကရောက်ပြီးတော့ရာဂစိတ်တွေဖြစ်လာတယ်။မျိုးသမီးပေါ်မှာချစ်ကြိုက်တဲ့စိတ်တွေဖြစ်လာတယ်။ ူများဇနီးမရဘူးเนาะလမ်းဘေးကနေကြည့်ပြီးတော့ပြင်မာနေတာစိတ်တွေနဘဝတိပပန်เนาะစိတ်ချောင်းမကောင်းမှုဖြစ်ရတာမျိုးသမီးကိုကြည့်ပြီးတော့ရာဂစိတ်ဖြစ်နေတော့ဒီမျိုးသမီးတော်တော်ချောတာပဲတော်တော်လှတာပဲရာဂစိတ်တွေဖြစ်နေတော်တော်လေးကြာတဲ့ခါကျတော့တတိပြန်ဝင်လာတယ်ဟောငါသူများဇနီးမရကိုစိတ်နဲ့ပြင်မာနေတာပဲထိတ်လန့်တုန်လှုပ်သွားတယ် ါရမီရှင်ဆိုတဲ့အခါကျတော့သူ့စိတ်ထဲမှာအမျိုးသမီးအပေါ်မှာဖြစ်သွားတဲ့ရာဂအပေါ်ရာဂနဲ့ပတ်သက်ပြီးတော့တော်တော်ထိတ်လန့်သွားတာသတိပြန်ဝင်လာတဲ့ပေါ့နော်အဲ့တော့သူ့စိတ်ကိုသူပြန်ဆင်ရှင်မိတယ်ဩစောစောတုန်းကအမျိုးသမီးကိုကြည့်ပြီးတော့ငါစိတ်နဲ့ပြမနေတာရာဂစိတ်တွေဖြစ်နေတာဆိုတော့အဲ့ဒီဖြစ်သွားတဲ့ရာဂစိတ်ကိုပဲအနေစာဒုက္ခအနတ္တလက္ခဏာ၃တန်တင်ပြီးတော့ပြန်ရှုတယ် ရာဂစိတ်ကိုပဲဝိပဿနာရှုတယ်မကောင်းတဲ့စိတ်ကလေးပေါ်လာပြီးပျောက်သွားတယ်မမြဲဘူးအနေဆာသဘောအဲ့လိုမမြဲတဲ့အတွက်ကြောင့်မကောင်းဘူးဆင်းရဲတဲ့ဒုက္ခအမြဲတည်ရှိနေတဲ့အတ္တကဝိညာဉ်ကောင်လက်ပြကောင်မဟုတ်ဘူးအနတ္တသဘောသူ့ရဲ့ရာဂစိတ်ကလေးကိုအနေဆာဒုက္ခအနတ္တ လက္ခဏာ၃ပါးတင်ပြီးတော့ရှုလိုက်တာအဲ့ဒီမှာဝိပဿနာဉာဏ်စင်တွေတက်ပြီးတော့ရတ္တမရတ္တမဉာဏ်ရတ္တမဉာဏ်ရတ္တဖို့ရပြီးတော့ပြည့်စုံကဗုဒ္ဓံဖြစ်သွားတာစိတ်တည်နေဝဝိတုစတိစိတ်ကြောင့်ပဲဆင်ကျေရတယ်ဆိုတော့စောစောကပဲမြို့သမီးလေးပေါ်မှာစိတ်နဲ့ရာဂစိတ်တွေနဲ့ပြင်းမာပြီးအကုသို့ဖြစ်နေတာစိတ်ကြောင့်အကုသို့ဖြစ်ရတာ ပြင်အဲ့ဒီစိတ်ကိုပဲပြန်ရှုဝိပဿနာရှုပြီးတော့ပစ္စေကဗုဒ္ဓဖြစ်သွားတယ်စိတ်ကြောင့်ပဲစင်ကြယ်ရတယ်အဲ့တော့ညင်နွမ်းတာလည်းဒီစိတ်ပဲစင်ကြယ်တန်ခြင်းတာလည်းဒီစိတ်ပဲအဲ့တော့တပည့်တော်တို့သစ္စာဘုရားရဲ့ဒေသနာတော်အရာဒီလိုမျိုးစိတ်ရဲ့သဘာဝတရားကိုနားလည်ထားတယ်ဆိုရင်ယဟန်တန်ဃာတော်များအနေနဲ့အကုသို့မဖြစ်ရအောင် ဆောင်စည်းဖို့လွယ်ကူတယ်ဖြစ်လာတဲ့အကုသိုလ်ကိုလည်းပဲပြကြောမရှိအောင်ထိမ့်ဖို့လွယ်တယ်ပေါ့တတိပဌာန်ဒေသနာတော်အရသရကံဝါစိတ်တန်သရကံစိတ်တန်ဒီပါဇာနာတိသဒောတန်ဝါစိတ်တန်သဒောတန်စိတ်တန်ဒီပါဇာနာတိရာဂစိတ်ဖြစ်ရင်အဲ့ရာဂစိတ်ကိုရှုဒေါသစိတ်ပေါ်လာအဲ့ဒေါသစိတ်ကိုရှု ရှုစရာတွေကြည့်ပါအဲ့လိုဆိုလို့ရှိရင်ခုနကပိစိကဗုဒ္ဓအရှင်သူမြတ်လို့ရာဂစိတ်ကိုအကြောင်းပြုပြီးတော့ဝိပဿနာရှုလိုက်တာမညံပူညံနေရပြီးပိစိကဗုဒ္ဓဖြစ်သွားတာပကတူဘနိတယပိစိနဲ့ကျေးဇူးပြုတာပေါ့အကုသလောဓမ္မကုသလတဓမ္မတာဥပနိတယပိစိနာပိစိယောဒီရာဂဆိုတဲ့အကုသတရားကနေပြီးတော့မညံကုသဖြစ်သွားတာ ဥပနိတိယနဲ့ကျေစုပြုလိုက်တာအတုံးချတဲ့ရင်ပေါ့နော်စိတ်အကြောင်းကိုနားလဲခဲ့ရင်